ဲ့တော့ကျမအမြဲပြောတယ်အဲ့တောင်ကြီးကိစ္စတော့ကဆိုမယုံနဲ့နော်မဟုတ်ဘူးနော်မဟုတ်ဘူးနော်အဲ့တထင်းရောင်ဆောင်နေစတာနော်ဒီစာရွက်တရားဘလို့မဆိုဓာတ်ပုံရိုက်ပြီးလုံးလို့ရတယ်နော် တတိထားကြနော်ပါကြတော့မယ်နော်ဆိုမရအောင်အဲ့တော့အတုံးမှန်နေအမေကျမတို့လာမန်းနေသူတွေတောင်ရှိတယ်အတုံးမှန်မှန်ရတယ်အတုံးမှန်နေပေးနေတာအတုံးမှန်နေအဲဒီလိုမျိုးလာပြောရင်နော်ကျမပြောရရှင်းရှင်းလေးကိုကသိန်းတရားထည့်လိုက်တယ်၅ချက်တိုးပေးမယ်လို့ပြောထားတယ်တစ်လောက်၅သိန်းပေးတယ်နှစ်လောက်၅သိန်းပေးတယ်သုံးလောက်၅သိန်းပေးတယ်သုံးလောက်လောက်ကျတော့ယုံလာပြီလေသုံးလောက်မှဘလောက်ပဲရှိသေးလဲသိန်းတရားတွေက 15ဒိန်းပဲရှိသေးတယ်6လရတယ်9လအထိစောင့်ကြည့်အောင်မရတယ်ပေးတယ်ကဲ9လမှ99လီ25 4ပုံ တပုံပဲရှိသေးတယ်ဟုတ်လား4ပုံတပုံပဲရှိသေးတယ် ကျန်နေသုံးပုံသူစီမှာကျန်နေသေးတယ်အဲ့တော့ငါးလားလောက်ကျတော့လူကယုံလာပြီဆိုတော့ဟုတ်တယ်ကျွန်တော်တို့ကလိမ်မဲ့သူတွေမဟုတ်ဘူးဆိုတဲ့ခါကျတော့ဘာဖြစ်ယုံလာလူခေါ်လာခင်ကျန်နေသူတွေခေါ်လာလို့ရှိရင်နှစ်ချက်ထပ်တိုးပေးမှာခုနှစ်ချက်ရမှာဆိုဟောသူကလေသူ့ပတ်ဝန်းကျင်ပြောပြီလေစီးယုံပြီလေငါတကယ်ရတာနင်တို့တွေအရင်အရင်တော့ထင်ခဲ့တယ်လို့မျိုးမဟုတ်ဘူးတကယ်မှန်တာကဒီမှာငါးလားတောင်ရှိပြီဒီမှာ၆လားတောင်ရှိပြီအတိုးရတာပေးကြွေးတာပေးကြွေးတာ ဒီမှာ9လတောင်ရှိပြီမကုံသေးဘူးလေသူပတ်စံမမဟုတ်တာအတိုးပေးနေရတာကိုပတ်စံနဲ့ကို့အတိုးပြန်ပေးနေတာ9လတောင်ရှိပြီနော်ကဲဒီမှာ10လတောင်ရှိပြီ10လမှ350ပဲရှိသေးတယ်9သိန်းကို10လမှ350ပဲရှိသေးတယ်90သူစီမှတန်းနေ10လလုံးနင်းလိုက်တာတော့မှသူကတဝက်ပဲကြာသေးတယ်ဒါပေမဲ့ယုံကြည်မှုကအထွတ်ထိပ်ဖြစ်သွားပြီ10လရင်းလိုက်ရင်တော့မှသူပတ်စံ9ပြားမှမပါသေးဘူးသူစီမှတဝက်ကြံသေးတယ်10လလောက်ကြာယုံကြည်မှုကအထွတ်ထိပ်ဖြစ်သွားပြီ နောက်ထပ်ရှိတဲ့ပတ်စံတွေလည်းထပ်ထည့်ဟာကြိုက်တယ်။သိန်းတရာ5သိန်းဘာလုံးမှမလုပ်ပါဘဲနဲ့ကြိုက်တယ်။ရှိသမျှပတ်စံထပ်ထည့်သူများကိုခေါ်လာရင်နှစ်ကျပ်တိုးထပ်တိုးပေးမယ်။ခွန်နှစ်ကျပ်ရမယ်။ဟာခွန်နှစ်ကျပ်ရမှာ။ခေါ်ခေါ်ခေါ်ဒီမှာ90လတောင်ရှိပြီရတာ။ဒီမှာမှန်နေ9000ဒီလိုထည့်ထားတော့ငါအတိုးတွေရတာဒီမှာကြည်စမ်းမှန်တာသူ့ရဲ့နဲ့သူထုတ်လို့ရတာ။အဲ့တော့ သူများကိုလည်းခေါ်တယ်ကိုပတ်စံနေလည်းထတ်ထဲတယ်အဲ့ဒီသူများကလည်းသူများကိုခေါ်တယ်သူပတ်စံထဲတယ်အဲ့ဒီနောက်ထပ်သူများကလည်းသူများကိုခေါ်တယ်သူပတ်စံထတ်ထဲတယ်အဲ့နောက်သူများကလည်းသူများကိုခေါ်တယ်သူပတ်စံနေထတ်ထဲတယ်အဲ့ဒီမှာရင်ခုနကတရင်ရင်လိုက်တဲ့အရင်အရင်မဆိုင်လေထိုးလိုက်တခါတည်းကိုယုံကြည်မှုနဲ့တိဆောက်ပြီးတော့မှသူပတ်စံနေသူ့ကိုလှော်ပြီးတော့မှ သူများနဲ့သူများသူများပြီးသူများသူများပြီးသူများဘယ်နှစ်စင်နေအောင်စင်ကဲပြီးတော့မှဘလို့တွေပိုက်ပြီးဘလို့တွေလုတ်ပြီးတော့မှဘယ်လောက်သူလိုချင်တဲ့အတိုင်းတာပမာဏလည်းရောက်လဲရောက်ကောကုမ္ပဏီရုံးငန်းအကြီးဖွင့်ထားတယ်ငှားဖွင့်ထားတာလေဒီနေ့ဆိုင်းပုတ်ဖြုတ်ဒီနေ့အကုမ္ပဏီမရှိတော့ဘူးပေါ့ဟုတ်တယ်လားဒီနေ့ဆိုင်းပုတ်ဖြုတ်လိုက်တယ်အဲ့ကုမ္ပဏီဒီနေ့မရှိတော့ဘူးလေဟုတ်လိုချင်တဲ့ပမာဏပိန်းကိုပိန်းနဲ့ချီလဲရလဲရရောအေးစစ်စစ်ပဲနိုင်ငံခြားကိုပြင်ဆင်ပြီးတက်တာဘိုင်းမှန်လစ်သွားကြရောကြံခဲ့ကြဒီမှာ ဘယ်သူတရားစွဲနိုင်ခဲ့လဲဘယ်သူဘာလုပ်ခဲ့နိုင်ခဲ့လဲကျမတို့အခုအရင်ခေတ်တုန်းကဒီလိုနီးနဲ့ဖြစ်ခဲ့တဲ့တထေးတွေအခုချိန်ထိတခြားစီးပွားရေးလုပ်နေတော့เนาะကျမတို့နေလဲယင်းနှီးပါတယ်ဒီလူတွေနဲ့ကျမတို့ပတ်စံနေလဲပါတယ်ရတာလဲရတယ်ရတဲ့တလောက်လဲရတယ်မရတဲ့တလောက်လဲမရဘူးမရတဲ့သူတွေကပိုများတယ်เนาะအဲ့ဒီတထေးတွေမသေးသေးဘူးအခုချိန်ထိရှိသေးတယ်အဲ့အရင်ခေတ်တုန်းက ဖြစ်ခဲ့တဲ့တထေးတွေအခုချိန်ကြီးငုတ်တုတ်ကြီးရှိပြီးတော့မှတခြားစီးပွားရေးတွေလုပ်နေတော့မယ်ဘယ်သူဘာလုပ်နိုင်လဲဘယ်သူဘာလုပ်လိုက်နိုင်လဲဘယ်သူမှဘာမှမလုပ်လိုက်နိုင်ဘူးနော်ဒါကြောင့်မလို့အဲ့ဒီလိုနီလန်မဲ့တဖန်သုံးပြီးအခုခစ်တက်မှာအဲ့တိုင်းမဲ့ပြန်လှုပ်ရှားနေတာအခုကအထက်အဆင့်မြင့်နေပို့ပြီးတော့မှမဲရောင်းပြီးလိန်နေခြေကနန်းလိုမျိုးရောင်းပြီးတော့မှကားတွေကိုခြေကနန်းနံပါတ်နဲ့ဖောက်ပြီးတော့မှရောင်းနေအိမ်တွေကိုခြေကနန်းနံပါတ်နဲ့ဖောက်ပြီးတော့မှရောင်းနေ15ရက်တစ်ပတ်တိုင်း အိမ်မဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမြေမဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမဲမဖောက်ဘူးကွန်ဒိုမဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမဲမဖောက်ဘူးအဲ့ဒီပတ်စံနေရသူတို့အတိုးမပေးရဘဲနဲ့သူတို့လက်ထဲမှာရှိနေတာအဲ့ဒီပတ်စံနေသူတို့အဲ့ဒီပတ်စံနေကိုငုတ်တုတ်ထိုင်ပြီးကြည့်နေမှလား ုတ်ထုတ်ထိုင်ပြီးတော့မှအဲ့ဒီရှင်တို့တွေထည့်ထားတဲ့တယောက်ကို3000လို့3000တို့တွေရဲ့ပတ်ဆက်ပေါင်း3000များစွာကို3000ပေါင်းများစွာ1000ပေါင်းများစွာကိုဒီကာကာယကံရှင်တွေကဘာမှမလုပ်ဘဲနဲ့အဲ့ပတ်ဆက်လေးကိုမထိဘဲနဲ့ဒီတိုင်းပဲတစ္ဆာရှိရှိနဲ့ထိုင်ကြည့်နေမှာလားသူတို့အတုံးပြူမှာပေါ့သူတို့ဘဝအတွက် another business မှာပွားမှာပေါ့လုံးမှာပေါ့ရင်းနှီးမြုံနှံမှာပေါ့ဒီပတ်စံနေနဲ့ဒါကြောင့်မလို့ဘာမှမရှိတဲ့ဘဝကနေရှိလာတယ်ဆိုတာအဲ့ဒါတွေပဲ လုတ်တက်တာအဲ့လိုလုတ်တက်တာကိုနင်ကဘာရှာရှည်နေလဲဆိုတော့တမာအာဇီဝနဲ့မှန်မှန်ကန်ကန်လုတ်ပြီးရင်တော့ဘာမှရှာရှည်စရာအကြောင်းမရှိဘူးမှန်မှန်မကန်လုတ်လို့မလို့ဝင်ပြီးရှာရှည်တာပဲအမြင်ဖွင့်ပေးတာကျင်တယ်လို့လုတ်ကြရင်လည်းလုတ်ကြကိုယ်သဘောတိုင်းနဲ့ကိုကျမတို့ပတ်စံတော့ငါးပြားမှမပါဘူးဆုံးလဲဆုံးရှုံးစရာမရှိဘူးဒါပေမဲ့နားမလဲကြလို့ပါနေကြတဲ့သူတွေကိုနားလဲအောင်လို့ရှင်းပြတာ ကျမကတော့ပတ်စံ3000နဲ့ဘာမှမဖြစ်သွားဘူးငါတို့ကျင်းနဲ့လို့ပေးတာဆိုပေမဲ့ကျမလိုလူမျိုးဆိုလို့ရှိရင်တော့ကိုယ့်စီကနေလူပန်းဝါပြီးတော့မှကြောပြီးတော့မှလာပြီးတော့မှယူတဲ့ပတ်စံမျိုး3000မပြောနဲ့3ချက်တောင်မပေးဘူးကိုကိုတမညာသီးလျှောက်သီးလို့သဘောထားတဲ့ဟာမျိုးကိုလေကိုကစေတနာရှိလို့တောင်းစားလို့ပေးလိုက်ရတယ်3000မဟုတ်ဘူး3သိန်းမဟုတ်ဘူး3030ပေးလိုက်ရလဲအเจ้าမဟုတ်ဘူးကိုကိုလူပန်းဝါပြီးတော့မှကိုကိုလူလေကြပြီးတော့မှလုတာတော့၃၀၀မပြောနဲ့၃၀၀တောင်မတထားဘူးဒါကြောင့်မလို့လူလေကြမခံရအောင်လို့ပြောတာ ။သုံးသောင်းနဲ့ဘဝမပြတ်ဘူး။သုံးသိန်းနဲ့ဘဝမပြတ်ဘူး။ဒါပေမဲ့လူလေကြခံရတာ။အဲ့လိုလူမျိုးတွေငပိန်းတွေဖမ်းပြီးတော့မှသူတို့ကတထေးဖြစ်သွားတာ။ငပိန်းဖမ်းတယ်လို့ခေါ်တာ။အဲ့ဒါလေကျင်းနဲ့နေစေပဲငါတို့ကသုံးသောင်းနဲ့ဘာမှမဖြစ်ဘူး။နင်တို့ဝင်းရှာမရှင်နဲ့ဆိုတာ။အဲ့လိုလူတွေအများကြီးဒါကြောင့်လို့မြန်မာပြည်မှာအရန်ချမ်းသာအောင်လုံစားလို့လွဲတဲ့လုံးဝခက်တဲ့ကြားဖြန့်ဒါပဲလေတမိလစ်ပြီလေဟုတ်တယ်လား ုတ်လားအဲ့ MLM တွေတော့လည်း member ကြီးတွေ3130ဆိုပြီးတော့မှလေဘလုတ်တယ်လေ3130 3130နဲ့ဘလူရင်းညာလူတွေဘာညာဘလူရင်းညာလူဆို3130ဟာဟိုတယ်တွေမှာလုတ်တယ်အစင်းစင်းနေနဲ့အမလေးဘာရင်းညာတွေ CEO တွေကဒါရိုက်တာတွေကဂျန်ဂျန်တွေရောလီလီရောအများကြီးနေ member ကြီးက3130ကျွန်မတို့ဟိုးအရင်ခေတ်လွန်ခဲ့တဲ့အနှစ်20ကျော်တုန်းကလေ member ကြီးက3130တဲ့အဲ့ဒီခေတ်ကတော့မှ ကျမတို့တော်မှပါသေးတယ်ကျမတို့ပါတယ်ဆိုတော့ကျမတို့တော်မှအဲ့ဒီဆွေးနွေးပွဲတွေခေါ်လို့မလို့ဟာသွားတက်သွားတက်ဖိုးဖိုးကြီးရလေဘာအမ business ကိုဘယ်လိုပဲချမ်းသာဖိုးဖိုးကြီးလူကြီးတွေတော့နားမလဲပေါ့ကျမတို့သွားနားထောင်ကြည့်လိုက်တော့ဟမ်ဒါကြီးကလိန်နိုင်အခက်အကာလာမှလည်းကိုယ့်လက်ထဲမှာလည်း330လည်းမရှိပါဘူးတကယ်ကို တကယ်ကိုတထေးပြင်းတော့ ဟာထဲနေသူတွေကလည်းထဲတယ်သူတို့အကြီးကြီးတွေပဲပြောတာဟာဘလောက်ဆိုရင်ဘလောက်တွေပါဘလောက်တွေဘလောက်တွေဘလောက်တွေဆိုပြီးတော့မှလေအဲ့လိုမျိုးနဲ့ထဲတာအဲ့ဒီခေအဲ့ဒီကာလအတော့မှကျမတို့အတိအန်တီတွေတော့မှပါသေးတယ်330နဲ့ထဲထဲပြီးတော့အမလီသူတို့ကဘာအစ်စ်နေရမှာဘာညာဒူးတွေရမှာဘလိုတွေရမှာဘယ်လုံးတွေဖြစ်မှာအမလီ CEO တွေရောဘာညာညာတွေရောဇင်ရတွေကိုရှုံလို့ပြီးလဲပြီးရောအခုဘယ်မှာလဲကြက်ပြောက်ငှက်ပြောက်ဘယ်မှာလဲဘယ်မှာလဲတထီးဖြစ်သွားပြီး အကျဉ်းချင်းခံနေရတော့ကျမတို့တိုင်းပြည်မှာအဲ့ဒီနီလန်းနဲ့အဲ့တော့ဆင်းရဲပြီးဆင်းရဲလူကနစ်နာပြီးနစ်နာခံရရင်လဲသူစားစနဲ့လဲတဲ့သူကလဲတယ်လို့ကြီးပွားရင်ချမ်းသာရင်ဒါတွေကိုကျမတို့ကနိုင်ငံသားကောင်းတယောက်အနေနဲ့လက်ပိုက်မကြည့်နေနိုင်လို့ပြောတာအမုန်းခံပြီးတော့မှ နော်အဲ့ဒါကိုဘာဝင်ရှာရှင်ရလဲသူတို့ဂျင်းနဲ့လို့လောက်တာဆိုတဲ့စကားမျိုးနဲ့ကျမတို့ကလာမပြောနဲ့ကျမတို့ကကိုပြည်သူကနေပြည်သူတို့နိုင်ငံသားကောင်းတယောက်အနေနဲ့နိုင်ငံသားကောင်းဆိုတာနိုင်ငံအတွက်စစ်တိုင်နေမှာနိုင်ငံသားကောင်းမဟုတ်ဘူးနိုင်ငံကိုကာကွယ်နေမှာလေနိုင်ငံသားကောင်းမဟုတ်ဘူးနိုင်ငံရေးတွေလုပ်နေဟောပြောနေမှာလေနိုင်ငံသားကောင်းမဟုတ်ဘူးနော်ကိုနိုင်ငံပေါ်မှာချစ်တယ်ဆိုတာအဲ့ဒါတွေလုံးမချစ်တာမဟုတ်ဘူးကိုရဲ့ပြည်သူတွေဒုက္ခမရောက်ဖို့ကိုနားလေတက်ကြွနဲ့ဘက်ကနေတစ်ဖက်တလန်းအသိအမြင်ဖွင့်ပေးခြင်းဟာလေကျမတို့ကနိုင်ငံကိုအကျိုးပြုပြီးတော့မှနိုင်ငံကို ုချစ်တဲ့စိတ်နဲ့ကို့နိုင်ငံသားတွေမနစ်နာရအောင်တစ်ဖက်တစ်လမ်းကပါဝင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်မလို့သူပစံတဲ့သူနင်တို့ကဘာဝင်ရှာရှင်နေရလဲနေရတကပါတယ်လာမပြောနဲ့။ကျမတို့စီမှာအခြေခံပညာအသိလည်းအရန်နေကြတယ်ပြည်သူတွေက။ဒါကြောင့်မလို့ဒီလူလေတွေရဲ့ပြုတ်တမျှကိုခေအဆက်ဆက်ခံခဲ့ကြရတာ။မဆန့်ရှိပါရဲဆိုတဲ့လူလန်းစားတွေတောင်ပါတယ်။လောဘကြောင့်မလို့ လောဘစိတ်ကိုအခြေခံပြီးတော့မှလိန်တာတို့ကလည်းမလုံးနေပေးပြီးတော့မှလိန်တာခုနလိုကတိန့်တရာအောင်၅ချက်တိုးပေးမယ်ဘာလို့မှမလုံးရပဲနဲ့၅ချက်တိုးစီးပွားရေးလုံအောင်နဲ့ချက်တိုးကိုက်ဖို့မနေလောက်ရတာလေဘာလို့မှမလုံးရပဲနဲ့၅ချက်တိုးမှန်အောင်ပေးတယ်လေ10လ10လအချိန်ယူပြီးတိဆောက်လိုက်တယ်လူဘယ်နှယောက်ကိုတိဆောက်ရမလဲယုံသွားပြီလေ10လဆိုတဲ့အချိန်မှာကိုရှိတဲ့ပတ်စံတွေလည်းထတ်ထည့်တယ်သူများကိုလည်းဟောပြောစီယုံပေးတယ်သူထုံနေသူရိုက်ပြီးတော့မှလှုပ်ရှားတာခေအဆက်ဆက်ခံခဲ့ကြရတာအဲ့နီလန်းနဲ့ အခုလဲဒီလိုပဲဒါကြောင့်ဒါတွေကို ပြောပြတာအယုံမလွယ်ဘူးနော်ချစ်ချင်းမုံညင်းလဲကရုမဆိုင်ဘူးကျမတို့ကလူချစ်အောင်နေတာမဟုတ်ဘူးအမှန်တရားကိုပဲလက်ကင်ထားပြီးနေတာကျမလူချစ်အောင်နေရင်ကျမဒီလိုပုံစံမျိုးမနေဘူးကျမကလူဤသို့မြူဤသို့နဲ့ကျမချစ်အောင်မနေမှာပေါ့ဟုတ်လားဆိုတော့လှလှလေးနဲ့နေမှာပေါ့နော်ချစ်စရာကောင်းလေးအင်္ဂလိပ်အီအီညောင်ညောင်လေးနဲ့နေမှာပေါ့ဒီလိုရင်ရှင်းပြနေလေဆိုတာတကယ်ကိုနားလေစီခြင်းနဲ့စိတ်တည်နေရင်ဘတ်ထင်းကစေတနာကြီးအပြည့်နဲ့ရှင်းပြတာ ပွေးရှာတာလည်းမဟုတ်ဘူးနေရာတကာပါတာလည်းမဟုတ်ဘူးကျမတို့နားလေတဲ့အသည့်ကိုနားမလဲတဲ့သူတွေမျက်စိရှိမှခံနေရတာကိုကျမတို့ကစေတနာအပြည့်ရင်ပတ်ကြီးအပြည့်နဲ့ရှင်းပြတာမုံချင်းချစ်ချင်းလဲဂယုမဆိုင်ဘူးမုံလို့ရတယ်မုံလို့ကမမှန်တဲ့သူတွေကတော့မုံမှာပေါ့နော်ဆိုတော့မတိတဲ့သူတွေတိသွားလို့တယောက်ပဲဖြစ်ဖြစ်ဒီလိုမခံရတော့ဘူးဆိုရင်ကျမတို့ကကုသိုလ်ရတယ်ဒီစိတ်နဲ့လုပ်တာနော်နိုင်ငံကိုချစ်တယ်ဆိုတာကိုကကိုကျွမ်းကျင်တဲ့ညာကနေတစ်ဖက်တစ်လမ်းကိုနိုင်ငံကောင်းကျိုးကိုပြုတာဒီကျမတို့နိုင်ငံတော်ကိုချစ်တာပဲဒီအတွက်ကျမတို့ကပြောပေးနေတာ Não?